မင်္ဂလာပါရှင်ခစ်သည်မန္တလေးကနေဒီကနေ့ရဲ့နောက်ဆုံးရထိတ်တန့်သတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလိုင်းတနှစ်ပြည့်သို့မဟုတ်နောင်ကျိုးအဆုံးဖြတ်တိုက်ပွဲဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်တရှိရာရှမ်းမြောက်လားရှိုးမြို့အပါအဝင်နောင်ကျိုးကြောင့်ပဲတီဘောမိုးမိန်နဲ့မန္တလေးတိုင်းမိုးကုံမြို့တွေကိုတိမ့်ပိုက်နိုင်ခဲ့တဲ့တစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလိုင်းဟာဒီကနေ့ဇွန်လ25ရက်နေ့မှာတနှစ်တင်းတင်းပြေခဲ့ပါပြီလား ားချိုမျိုးကိုကိုကန်တက်မတော် MNDAA ကတိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပြီးနောင်ချိုကြောင့်ပဲတီဘောမိုးမိန်နဲ့မိုးကုံမျိုးတွေကိုတအန်းတက်မတော် TNL နဲ့ပူးပေါင်းတက်တွေကသိမ်းပိုင်နိုင်ခဲ့တာပါဒါပေမဲ့ကိုကန်တက်ထိန်းချုပ်ထားတဲ့လားချိုမျိုးကိုတော့တရုတ်ရဲ့ဖိအားကြောင့်ပြီးခဲ့တဲ့ AB 22ရက်မှာစစ်ကောင်စီတန်းပြန်လည်လွှဲပြောင်းပေးခဲ့ရပါတယ် TNL နဲ့ပူးပေါင်းတက်တွေထိန်းချုပ်ထားတဲ့မျိုးတွေကိုတော့စစ်ကောင်စီတန်းဟာစည်ရင်းနည်းနဲ့ပြန်တက်ယူနိုင်တာမရှိသေးပေမဲ့အင်အားထောင်တဲ့ခြေအုံပြုပြီးထိုးစစ်ဆင်လာ တဲ့စစ်ကောင်စီစစ်ကြောင်းဟာနောင်ချိုမြို့အနီးကိုရောက်ရှိလာပြီးနောင်ချိုမြို့ကိုစစ်ကောင်စီတန်းလက်လွတ်ရတော့မလားဆိုတဲ့သုံးသပ်မှုတွေရှိနေပါတယ်။နောင်ချိုမြို့တိုင်းတိုက်ပွဲ စစ်ကောင်စီရဲ့စစ်တပ်ကတို့အခြေဆိုင်ရာပြင်းဦးလေမျိုးနဲ့အနီးဆက်ဆုံးမှာရှိတဲ့နောင်ချိုမျိုးကိုတစ်တုံညာနှစ်ခွန်စစ်စင်ရေးဒုတိယလိုင်းစတင်ချိန်ပြီးခဲ့တဲ့2024ခုနှစ်ဇွန်လ25ရက်မှာ TNL နဲ့ပူးပေါင်းတပ်တွေကစတင်တိုက်ခိုက်ခဲ့ပါတယ်။နောင်ချိုမျိုးအနီးရှိစစ်ကောင်စီရဲ့ချင်းမြန်တရင်134နဲ့135အပါဝင် အမှတ်606ဒုံးတပ်ရင်းကိုတန်အန်တပ်မတော် TNL နဲ့ပူးပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး2024ခုနှစ်ဇွန်လ30ရက်မှာတော့ နောင်ချိုမြို့ကိုအပြီးသက်တိုက်ခိုက်သိမ်းပိုင်နိုင်ခဲ့ပါတယ်။နောင်ချိုမြို့ကိုထိန်းချုပ်ပြီးနောက် TNL နဲ့ပူးပေါင်းတပ်တွေဟာနောင်ချိုမြို့ရဲ့လုံခြုံရေးအတွက်အရေးပါတဲ့စစ်ကောင်စီရဲ့အမြောက်တပ်တွေတရှိရာတောင်ခန်းကျေးရွာကိုစစ်ကောင်စီတပ်စခန်းတွေကိုတိုက်ခိုက်ခဲ့ပါတယ်။တောင်ခန်းကျေးရွာဟာနောင်ချိုနဲ့ရှမ်းတောင်ရက်ဆောင်မြို့နယ်အဆက်မှာတရှိပြီးစစ်ရေးအရအရေးပါတဲ့နေရာလေးဖြစ်ပါတယ်။တောင်ခန်းမှာစစ်ကောင်စီရဲ့အမြောက်တပ်စခန်းကုကဲမှုဌာနချုပ်900နှစ်အပါအဝင်အမြောက်တပ်စခန်းတွေဖြစ်တဲ့354 206နဲ့406စတဲ့တက်တွေအခြေချတက်ဆွဲထားတာဖြစ်ပါတယ်။တောင်ခန်းရှိစစ်ကောင်စီရဲ့တက်စကန်တွေကို TNLA နဲ့ပူးပေါင်းတက်တွေကစတင်တိုက်ခိုက်ခြင်းစစ်ကောင်စီရဲ့အမြောက်တက်စကန်406ကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးခြံနဲ့တက်စကန်တွေကိုလာနေချီချပိတ်ဆို့နိုင်ခဲ့ပါတယ်။စစ်ကောင်စီရဲ့တံပြန်ထိုးစစ် တောင်ခန်းရှိစစ်ကောင်စီရဲ့တက်စကန်တွေကို TNL နဲ့ပူးပေါင်းတပ်တွေကပိတ်ဆို့နိုင်ခဲ့ပေမဲ့ရဲဆောင်မြွနယ်ဘက်ကနေတက်လာတဲ့စစ်ကောင်စီရဲ့စစ်ကူစစ်ကြောင်းကို TNL နဲ့ပူးပေါင်းတပ်တွေကဟန်တားဖို့အခက်အခဲရှိနေပါတယ်။ဒါကြောင့်စစ်ကောင်စီရဲ့ပြင်းလွင်လုံခြုံရေးအတွက်အရေးပါတဲ့နောက်ချိုစစ်မျက်နှာကိုပြီးခဲ့တဲ့ဖေဖော်ဝါရီလကစပြီးအင်အားထောင်တဲ့ချီအုံပြုက TNL နဲ့ပူးပေါင်းတပ်တွေကိုပြန်လည်ထိုးစစ်ဆင်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ထိုးစစ်ကြောင့် DNL နဲ့ပူးပေါင်းတပ်တွေဘက်ကခံစစ်အသွင်ပြောင်းလာပြီးထိုးစစ်ဆင်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုခုခံတိုက်ခိုက်ခဲ့ပါတယ်။ စစ်မှုမထမ်းမနေရဥပဒေကိုပြဋ္ဌာန်းပြီးနောက်စစ်အင်အားထောင်ထဲချီပြန်လည်ဖြစ်တင်းနိုင်ခဲ့တဲ့စစ်ကောင်စီတပ်ဟာနောက်ချိုစစ်မျက်နှာအတွက်စစ်အင်အားတွေဖြစ်တင်းနိုင်ခဲ့တာဖြစ်တယ်လို့စစ်ရေးအကဲခတ်တွေကသုံးသပ်ကြပါတယ်။တောင်ခမ်းဘက်ကနေနောက်ချိုမြို့နယ်ဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ဟာတောင်ခမ်းမဲပုတ်ကျေးရွာနဲ့တောင်ခမ်းရာပြင်ကျေးရွာဘက်ကိုစစ်ကောင်စီကစစ်ကြောင်းနှစ်ကြောင်းခွဲပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။စစ်ကောင်စီရဲ့ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်လေကြောင်းလက်နက်ကြီး drone နဲ့အစိမ့်ငွေပုံထောင်ထဲချီအတုံး ံးပြုပြီးတိုက်ခိုက်ခဲ့တယ်လို့ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတွေကပြောပါရယ်ဒေါ်လန်ရီတက်တွေရဲ့ drone ကြောင့်အထိနာခဲ့တဲ့စစ်ကောင်စီတပ်ဟာနောင်ချိုတိုက်ပွဲမှာအစစ်မြေ drone တွေကိုပို့တုံးလာနိုင်ပြီးစစ်ကောင်စီရဲ့ drone စစ်စင်ရေးဟာနောင်ချိုစစ်ရေးချိန်ခွင်ကိုအပြောင်းအလဲဖြစ်စေခဲ့တယ်လို့ရှေ့တန်းစစ်မြေပြင်မှာရှိနေသူတွေကပြောပါရယ်ပြီးခဲ့တဲ့မေလကုန်ပိုင်းမှာစစ်ကောင်စီစစ်ကြောင်းဟာနောင်ချိုမြို့နဲ့စေမိုင်အကွာရာပြင်ကျေးရွာနဲ့နောင်လင်ကျေးရွာအထိရောက်ရှိလာပြီး TNL နဲ့ပူးပေါင်းတပ်တွေက၎င်းတို့ထိန်းချုပ်ထားတဲ့ ေရာတချို့ကို ပြန်လည်လက်လွတ်ခဲ့ရကြောင်းသိရပါဗျ။ပြင်းလေနောင်ချိုလမ်းဘက်ကိုထိုးစစ်ဆင်လာတဲ့စစ်ကောင်စီရဲ့စစ်ကြောင်းကတော့အုံမတီကျေးရွာထိသာရောက်ရှိနိုင်ပြီးရှေ့မတိုးနောက်မဆုတ်တဲ့အခြေအနေမှာရှိပါတယ်။နောင်ချိုမြို့အနီးအပြင်ခံဆုံးတိုက်ပွဲ နောင်ချုံမြို့အနီးကိုရောက်လာတဲ့စစ်ကောင်စီစစ်ကြောင်းဟာ TNL တက်စကန်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေပြီးလင်းချောင်းတိုက်ခိုက်မှုတွေလည်းနေ့စဉ်လိုလိုပြုလုပ်နေပါတယ်။လက်ရှိမှာနောင်ချုံမြို့အနီး9မိုင်ဝန်းကျင်မှာရှိတဲ့လက်ပံကုန်းတရက်ကုန်းညံတော်ရွှေသွန်းနဲ့လုံဝဲကြီးရွာမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေပါတယ်။စစ်ကောင်စီဝါရဖြင့် Telegram Channel တွေမှာတော့လာမယ့်ဇူလိုင်ပထမအပတ်မှာနောင်ချုံမြို့ကိုစစ်ကောင်စီတပ်ကပြန်သိမ်းမယ်ဆိုပြီးဝါရဖြင့်အောင်ပွဲခံနေကြပါတယ်။ TNL နဲ့ပူးပေါင်းတပ်တွေဘက်ကလည်း နောင်ချိုမြို့လက်မလို့ရရင်စစ်ကောင်စီစစ်ကြောင်းကိုဆက်လက်ခုခံတိုက်ခိုက်နေပြီးစစ်ကောင်စီဘက်ကအကြဆုံးများနေပါတယ်။နောင်ချိုတိုက်ပွဲမှာ TNLA နဲ့အတူဒနုပြည်သူလွတ်မြောက်ရေးတပ်တော် DPNLA လည်းပါဝင်တိုက်ခိုက်နေပါတယ်။နောင်ချိုမြို့လက်မလို့ရရင်အတွက် TNLA နဲ့ပူးပေါင်းတပ်တွေရဲ့တံပြန်ထိုးစစ်တွေပြန်ဆမလားဆိုတာကစောင့်ကြည့်ရမှာဖြစ်ပါတယ်။ဆလတ်တင်ဆက်ပေးမယ့်တင်ငါတော့နေပြည်တော်မှာရွေးကောက်ပွဲနိုင်အောင်လှုပ်ဆောင်ရန်ကြံ့ခိုင်ရေးပါတီဒုကောင်းဆောင်ပြောကြားတဲ့တင်ငါကိုတင်ဆက်ပေးပါမယ်။ 2025နှစ်ကုန်ပိုင်းမှာစစ်ကောင်စီကကျင်းပဖို့ရှိတဲ့ရွေးကောက်ပွဲမှာစံပြအနေနဲ့ပြည်ထောင်စုနေမြေနေပြည်တော်ရှိမဲဆန္ဒနေအလုံးအနိုင်ရရှိရေးအတွက်စီစီလုံးလုံးဆောင်ရွက်ကြဖို့စစ်တပ်ကြောထောင်နောက်ကပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဦးလာထွန်းကပြောပါရယ်ဇွန်လ24ရက်ကနေပြည်တော်ရှိကြံ့ခိုင်ရေးပါတီရုံးခန်းမှာမှပြုလုပ်တဲ့ပါတီဝင်တွေနဲ့တွေ့ဆုံပွဲအတွင်းကြံ့ခိုင်ရေးပါတီဒုကောင်ဆောင်ကပြောတာပါကြံ့ခိုင်ရေးပါတီဟာအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် ရှင်ပြိုင်ခဲ့တဲ့ရွေးကောက်ပွဲတွေအပြတ်သက်ရှုံးနိမ့်ခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့2015နဲ့2020ရွေးကောက်ပွဲတွေမှာနေပြည်တော်အတွင်းမဲဆန္ဒနယ်တွေမှာလည်း NLD ပါတီကိုရှုံးနိမ့်ထားခဲ့တာဖြစ်ပါတယ်ပြည်သူကိုပေးထားတဲ့ဂရုကဝတ်တွေကိုလည်းခြေပေါ်အောင်လှုပ်ဆောင်ဖို့လိုအပ်ကြောင်းပြည်ထောင်စုနေမြေအနေနဲ့စံပြနေမြေဖြင့်ရွေးကောက်ပွဲအောင်နိုင်ရေးအတွက်စီစီလုံးလုံးလှုပ်ဆောင်ကြဖို့လိုကြောင်းချန်ခိုင်ရေးပါတီဒုဥက္ကဋ္ဌဦးလာထွန်းကပြောပါတယ် NLD ပါတီဝင်ရောက်ရှင်ပြိုင်သွားဖို့မရှိတဲ့လာမယ့်ရွေးကောက်ပွဲမှာတော့ န့်ခံရေးပါတီအနေနဲ့ပြည်ထောင်စုနယ်မြေနေပြည်တော်အတွင်းရှိမဲဆန္ဒနယ်အားလုံးကိုအနိုင်ရရှိဖို့ရည်မှန်းနေတာလည်းဖြစ်ပါတယ်။ဒီမိုကရေစီစနစ်မှာပြည်သူရွေးချယ်တဲ့ပါတီကိုယ်စားလှယ်တွေကတိုင်းပြည်ကိုကောင်းအောင်ဆောင်ရွက်ရမှာဖြစ်ကြောင်းမိမိတို့တိုင်းပြည်ဟာအမားတွေနဲ့တန်တရားလဲနေကြောင်းအမားတွေကိုသင်ငန်းစာယူပြီးထပ်မမဖို့လို့ကြောင်းဒီမိုကရေစီကျင့်စဉ်တွေကိုလည်းသိရှိလိုက်နိုင်ရန်လိုအပ်ကြောင်း ချန်ခိုင်ရေးပါတီဒူကောင်းဆောင်ကပြောပါရယ်အခုပြုလုပ်တဲ့တွဲဆောင်ပွဲကိုတော့ပါတီတိုင်းခရိုင်မြို့နယ်တွေကပါတီတာဝန်ရှိသူတွေတက်ရောက်ခဲ့ကြတယ်လို့သိရှိရပါရယ်